ိုင်းနိုင်ငံဘန်ကောက်မြို့မှာမတ်လ28ရက်နေ့လပိုင်းကငလင်းလှုပ်ခတ်မှုကြောင့်ကြက်ကျူးကြက်ပန်းကြံအနီးကဆောက်လက်ဆအထက်30အဆောက်အုံပြိုကျခဲ့ပါတယ်။မတ်လ30ရက်အထိနောက်ဆုံးသိရသလောက်အဆောက်အုံပြိုကျမှုကြောင့်တေဆုံးသူ17ယောက်ပျောက်ဆုံးသူ68ယောက်အထိရှိတယ်လို့ထိုင်းဆိုရဘက်ကသတင်းထုတ်ပြန်ထားပြီးတော့ပျောက်ဆုံးနေသူတွေကိုရှာဖွေခဲ့စေဇက်တိုက်လှုပ်ဆောင်နေပါတယ်။ဒီနေ့အထိဆိုရင်ရှာဖွေခဲ့စေလှုပ်ဆောင်နေတာ3ရက်မြောက်ရှိပြီဖြစ်ပါတယ်။ ဒီနေ့နောက်ဆုံးသိရတဲ့အခြေအနေတွေနဲ့ပတ်သက်လို့မြေပြင်နေရာကိုရောက်ရှိနေတဲ့ WAG မြန်မာလုံထမားအကူအညီစောင့်ရှောက်ရေးအဖွဲ့တာဝန်ခံကိုမုံနိုင်ကိုတရင်နောက်ကိုဇွဲတက်ကတိုက်ရိုက်ဆက်သွယ်မြေမြန်တော်မှာဖြစ်ပါရဲ့ရှင်မင်္ဂလာပါကိုရဲ့အကိုခုရောက်နေတဲ့နေရာနဲ့အဲ့ဒီမှာလှုပ်ဆောင်နေတဲ့ကုညီကယ်ဆယ်အခြေအနေကိုပြောပြပေးပါအောင်မြတ်ဟုတ်ကဲ့အခုဒါကျွန်တော်ရောက်ရှိနေတဲ့နေရာတော့ဒါဘန်ကောက်ကရှက်လူချက်ပေါ့နော်အဲဆောက်လုပ်ရေးကျူဝိုင်းနေရာကျွန်တော် WAG ဖွဲ့ကရောက်ရှိနေတယ်အခု ျွန်တော်တို့ဒီလေးစီရင်ရပါတော့အတိကျစီရင်ရတော့ဒီပျောက်ဆုံးသူကတော့အောင်းပေါင်း60နဲ့9ယောက်လို့တော့ဒါသူတို့ကပျောက်ဆုံးသူလို့ပြောထားပါတယ်ခင်ဗျာနောက်ပြီးရင်ဒါမလေးရစီရင်လေဒီလေးစီရင်မှာတော့သေဆုံးသူက11ယောက်ရှိပါတယ်အာတေဆုံးသူ7ယောက်ရှိတယ်ယောက်ျားလေး4ယောက်အာယောက်ျားလေး4ယောက်နဲ့မိန်းကလေး4ယောက်ရှိပါအောင်မိဟုတ်တယ်မိန်းကလေး4ယောက်နဲ့အဲ့လိုမျိုးပြောပါတယ်ခင်ဗျာ ဟုတ်ဒီကနေ့က300ရမြောက်ကယ်ဆယ်လုပ်နေတဲ့နေ့ဖြစ်တယ်ဆိုတော့လေဒီနေ့နောက်ဆုံးသိရတဲ့အခြေအနေတွေကရောဟိုထိုင်းဘက်ကကယ်ဆယ်ရေးကိုဘယ်လိုမျိုးတွေလှောက်ဆောင်နေလဲပြအခုတော့မြင်တွေ့ရတဲ့မြင်ကွင်းလေးကိုပြောပြပေးပါအောင်အာထိုင်းဘက်ကတော့ဒါဘယ်လိုမြင်ရလဲဆိုရင်ဒီကျွန်တော်တို့တွေပေါ့နော်အခုဒီပုံကြီးကိုပေါ့ဒါဆက်လဲဒါသူတို့ဘက်ကပြီးတော့ဒါဖြိုတယ်ဒါအဲ့ထဲမှာပေါ့နော်ကျွန်တော်တို့ဤပညာပိုင်းနေလဲစစ်ဆေးပြီးတော့တော့ဒါသူတို့ရှာဖွေနေတာပေါ့ဒါပေမဲ့ဒီနေ့ တယောက်ကတော့တိုးလာတယ်ပေါ့နော်သေယုံမှာကုသမှုကတော့ကိုယောက်ရှိတယ်လို့ကျွန်တော်ကြားပါတယ်ခလုံးကသေယုံပေါ်မှာတော့ဒီနေ့တယောက်တိုးလာတယ်ကိုယောက်ရှိတယ်လို့ကျွန်တော်ဘက်ကကြားတရှိတယ်ပေါ့နော်ဒါပေမဲ့တန်ရှိနေတဲ့သူကတော့အောင်းမောင်း86ယောက်လို့တော့ရှိသေးတယ်ပေါ့နော်ဟုတ်ကဲ့ခင်ဗျာဟုတ်အဲခုလိုမျိုးဒီနောက်ဆုံးသိထားရတဲ့သတင်းတွေအရဆိုရင်ဒီလိုမျိုးအလုသမားတွေကအရာ60ကျော်ပျောက်ဆုံးနေဆိုပြီးသူတို့ကတော့တရားဝင်သတင်းထုတ်ပြန်ထားရပေါ့နော်ဒါပေမဲ့ဒီတန်းမှာလည်းအထောက်ထားမဲ့အလုသမားတွေလည်းပါရှိနိုင်တော့ဒီထက်ကောခဏန်းပုံနိုင်လာအကိုတို့သိထားတဲ့အခြေအနေတွေရှင်းပြပြပေးပါဦး ျွန်တော်တို့ရဲ့ဒီပေါ့နော်ကျွန်တော်တို့အမြင်ဆိုရင်ဒီလက်ရှိကဒီစက်ရုံမှာကဒီဆောက်လုပ်ရေးကွင်မှာပေါ့နော်အာအများစုကတော့ဗျာဘယ်လိုပဲပြောပြောဒီလုပ်ငန်းကွင်မှာကတရားမဝင်လို့တမအများစုတော့ရှိဖို့များပါတယ်တရားမဝင်လို့တမရှိဖို့များတဲ့အတွက်ပေါ့နော်ကျွန်တော်တို့ဒီနဲ့လူကြီးသုံးတဲ့သူပေါ်ကပုံများများမယ်လို့တော့ကျွန်တော်တို့ယူဆတာပါတယ်။ဒါကြောင့်လဲဆိုတော့အခုကျွန်တော်တို့ဒီနေ့ကြားတဲ့အတင်းကကြတော့ကျောင်းရှင်မာပြည်သားတွေပေါ်မှာလုံးဝအာမဖြစ်တော့ဘူးပေါ့နော်။ဒီအခုကျောင်းရှင်မာပြည်သားတွေကအခု ဘသူဘဝမှန်းတော့အတိအကျမသိသေးတဲ့အပိုင်းကြီးရှင်းနေပါတယ်ဟုတ်ကဲ့ကိုဒီ၁၁ယောက်ထဲမှာဆုံးသွားတာပေါ့နော်အဒီ၁၁ယောက်ထဲမှာယောက်ျားလေးလားဘယ်လိုပြောမလဲဆိုတော့ချိုင်းလူမျိုးလားကမောရီယာလားဗမာလားဆိုတော့တိတိကျကျသိတိကျပြုလို့မရသေးရှင်းနေတယ်ဟုတ်ကဲ့ပါကိုဒီပြောင်းဆုံးနေတဲ့သူတွေအတွက်ကရောအသက်ရှင်ဖို့ဟိုယာဂိုင်တော့ကရောဘယ်လိုမျှော်လင့်တဲ့အနေအထားရှိလဲဗျဟုတ်အာကျွန်တော်တို့အမြင်ဆိုရင်တော့အသက်ရှင်ဖို့ဆိုတာတော့တိတ်ပြီးတော့ မရှိတော့ဘူးလို့တော့ထင်မယ်ဘာလို့လဲဆိုတော့ဒီနေ့ဆိုရင်၄ရက်မြောက်ဖြစ်သွားပြီလေ၄ရက်မြောက်ဖြစ်သွားပြီဆိုတော့ဒါကျွန်တော်အမြင်လဲဆိုတော့အောက်ဆီဂျင်ပြတ်လောက်ဘူးလို့တော့ထင်ထားပါတယ်ခင်ဗျာဘာလို့လဲဒီကောင်ကသူကလဲသွားတာမဟုတ်ရယ်နဲ့ပေါ့နော်ဒီစုံပြီးကြာသွားတဲ့အတွက်ဖြစ်တဲ့အတွက်အဲ့လိုမျိုးကတားသွင်းရတဲ့အနေအထားရှိတယ်ပေါ့နော်ဟုတ်ဟုတ်ဒီကနေ့မနက်မှလည်းဒီဘန်ကောက်မြို့မှာအဲငလင်ထပ်ပြီးတော့နောက်ဆက်တွဲငွေလေးလောက်ခတ်တည်ရလို့လည်းသိရတော့လေအဲအဲ့ဒီအတွက်ကြောင့်ဒီဘက်မှာအောင်စိုးရိမ်ရတဲ့အခြေအနေရှိလားဘယ်လိုမျိုးတွေကြုံနေရလဲဗျ ဒီမနက်ကတော့ဒီဘန်ကောက်မှာလှုပ်သွားတယ်ဆိုတော့ကျွန်တော်တို့ခုလက်ရှိရောက်ရှိနေတဲ့နေရာမှာတော့ငရင်လှုပ်တာတော့ကျွန်တော်တို့မသိလိုက်ဘူးเนาะတခြားနေရာမှာလှုပ်တယ်ဆိုရင်ကျွန်တော်မသိသေးတော့ဘူးဟုတ်ကဲ့ကိုဟုတ်ကဲ့အခုအကိုတို့ရောက်နေတဲ့နေရာမှာဒီမှာလေမိသားစုဝင်တွေစောင့်ဆိုင်းနေရတယ်လည်းရှိတော့အဲကိုတို့ဒီမိသားစုဝင်တွေအနေနဲ့ကရောစောင့်ဆိုင်းနေမိသားစုတွေရဲ့စိတ်ပူပန်မှုတွေကရောတို့တို့ဘယ်လိုမျိုးရှိလဲဒီအရာလေးကိုလည်းကိုမျှဝေပေးပါအောင်เนาะဟုတ်အာဒီမှာတော့လက်ရှိပေါ့เนาะမိသားစုတွေကတော့ညီမမိသားအများစုရှိကြပါတယ်ညီမမိသားရှိတာတော့အများစုရှိတယ်ဒါပေမဲ့ အာသူတို့တွေကဘယ်လိုပြောမလဲဆိုတော့စိတ်ပူပြင်းတော့ကရတော့ရှိကြတယ်ဒါပေမဲ့အလောင်းကအခုထိမတွေ့သေးတော့လေဒီလေးရနေအခုဒီ7လောင်းတွေ့တယ်လို့ကပြောတယ်ဒါပေမဲ့ဆိုင်းလူမျိုးလားကမောရီယာလားလားမြန်မာလားဆိုတာတိကျမသိသေးရှင်းနေတဲ့အတွက်အာဒီ7ရက်7ဦးမှလည်းဘယ်လိုပေါ်ကဘာမှမသိဘာမှမသိတဲ့အတွက်နည်းနည်းတော့တွေးမှုရရှိပါတယ်ခင်ဗျာ ဟုတ်ကဲ့အခုဒီဖြစ်စင်မှာဆိုရင်ထိုင်းဆိုရရဲ့ကယ်ဆယ်ရေးအပြင်ပေါ့နော်မြန်မာတန်ယုံဘက်ကလှုပ်ဆောင်ချက်တရား operation ရှိနေလဲဗျပြီးခဲ့တဲ့ရက်တွေကကယ်ဆယ်ရေးလုပ်နေတာကိုလာကြည့်ရလို့သတင်းထုတ်ပြန်ထားတာတွေ့ရတော့လေမြန်မာအစိုးရဘက်ကလှုပ်ဆောင်ပေးတဲ့အခြေအနေကိုလည်းကိုလိုသိရသလားပြောပြပေးပါအောင်နော်ဟုတ်ဒီဒီမြန်မာဘက်ကတန်ယုံဘက်ကတော့ကျွန်တော်တို့တိတိကျကျတော့တို့ဘက်ကလူဒီတန်ယုံကရောက်ရှိလာတာတော့မတွေ့ရသေးဘူးပေါ့နော် ပထမနေ့ကရောက်တယ်ဆိုရင်တော့ကျွန်တော်မပြောတတ်ဘူး။အဲဒီနေ့ကျွန်တော်တို့မနက်6နာရီဖုန်းလေးကကျွန်တော်ဒီနေ့ရောက်ရှိလာတယ်။ရောက်ရှိလာတဲ့အချိန်မှာလည်းအဆန်ရောက်ပြီးတော့ရောက်လာတာကိုကျွန်တော်မတွေ့ရသေးဘူး။ဟုတ်ကဲ့ပါအခုနေနဲ့ထပ်ပြီးတော့ကိုတို့ဒီ WAG ကလှုပ်ဆောင်နေတဲ့ကုညီပေးမှုအပိုင်းတွေလည်းပြောပြပေးပါအောင်အာကျွန်တော်ဘာလို့လာပြီးတော့ကုညီဆောင်ရွက်နေရဆိုတော့ကျွန်တော်မြန်မာပြည်သားအများစုပေါ့နော်ဒီလိုမျိုးဖြစ်နေတယ်နောက်ပြီးရင်ကမ္ဘောဒီးယားလာအောင် PNL လည်းဖြစ်နေတဲ့တော့ပေါ့နော်ကျွန်တော်ဒီလုပ်ငန်းခွင်ထဲမှာကျွန်တော် အသက်ဆုံးရှုံးသွားတဲ့သူတွေရဲ့ဒါဘယ်လိုပဲဖြစ်ဖြစ်ဒေါက်တာနိုင်တလို့ပေါ့နော်။ကူညီပေးလို့ရတဲ့အရာဘက်ကတော့တစ်ဖက်တည်းကကူညီပေးဖို့လဲကျွန်တော်တို့စဖြစ်တဲ့နေ့လဲကျွန်တော်ဒီနေ့ရည်ရည်ချင်းရောက်ရှိနေတာပဲဒီနေရာမှာပဲ။ဟုတ်ထပ်ပြီးတော့ကိုဗာမြဖြည့်ဆွက်ပြီးတော့ပြပြချင်ပါသေးလဲဗျ။အာဒီတော့ပါပဲကျွန်တော်ညီမဒီကျွန်တော်ညီမဒီမှာလဲငင်းရင်လောက်တဲ့အတွက်လဲကျွန်တော်စင်မကောင်းဘူး။လက်ရှိဒီ time မှာလဲဒါအများစုကတော့အများစုဖြစ်တဲ့နေရာရအကုန်လုံးရှိပါတယ်။ဒါပေမဲ့ ဒီကပို့ဆိုးသွားတာကကျွန်တော်ညီမပြည်သားရဲ့ဒါညီမနိုင်ငံမှာလည်းငငိမကောင်းလို့ဒီဆိုင်ရောက်ရှိလာတယ်ဆိုင်ရောက်လာပြန်တော့လည်းအဲဒါကျွန်တော်ပင်မဆော်တာလုံးလုံးနေရကြားရပြီးတော့ဒါကျွန်တော်တို့ဒါအသက်တွေပေးဆက်သွားရတယ်တော့ဗောနော်ကျွန်တော်လုံးဝစင်မကောင်းဖြစ်လို့လည်းခံစားရပါတယ်ခင်ဗျာတော့အခွင့်အရေးလုံးဟုတ်ကဲ့ပါကိုအဲ့ဒါဆိုရင်ဖြည်းဖြည်းစုံစုံဖြည့်ပေးတာကျေးဇူးတင်ပါတယ်ခင်ဗျာ